စိတ်မလွင့်အောင်တရားရှုမှတ်နည်းတရားအားထုတ်တဲ့အခါစိတ်လွင့်တာကိုမလွင့်အောင်ဘလို့လုံးမှဝိပဿနာဖြစ်မလဲဆိုတဲ့တရားဒဂါမတို့အတွေ့အခုမှစပြီးတရားအားထုတ်ကြသူတွေပဲဖြစ်ဖြစ် အရင်ကတည်းကစလို့အခုလက်ရှိတရားအားထုတ်နေစေပုံကိုယ်တွေပဲဖြစ်ဖြစ်တရားအားထုတ်တဲ့ပုံကိုယ်မှန်သမျှမလွင့်မသွေဖြစ်လေ ဖြစ်တာရှိတာကတော့စိတ်ပြန့်လွင့်ကြတာတွေပဲဖြစ်ပါတယ် တရားမှတ်နေရင်စိတ်လွင့်နေဆိုတာဘာလဲဆိုတော့တရားအားထုတ်နေတဲ့အချိန်လက်ရှိအခြေအနေရဲ့တည်တရားဖြစ်စေတဲ့ရုပ်နံအာယုံတွေမှာစိတ်မရှိတော့ဘဲနဲ့အရင်ကတွေ့ခေဘူးမြင်ခေဘူးကြုံခေဘူးတဲ့အာယုံတွေရဲ့နောက်ကိုစိတ်ကအာယုံပြုတ်မိနေတာပြီးတော့တွေ့ဖူးချင်တာမြင်ဖူးချင်တာကြုံဖူးချင်တာတွေဖန်တီးပြီးတော့အဲ့ဒီအာယုံတွေရဲ့နောက်ကို စိတ်ကလိပ်ပြီးအာယုံပြုမိနေတာကိုခွာရည်ဓမ္မမိတ်ဆွေတို့အနေနဲ့တရားစပြီးအာထုတ်ပြီးဆိုရင်စိတ်ကစပြီးပြဒနာစပြစ်တို့တာပါပဲဘာဖြစ်လို့လဲဆိုတော့တန်တရားတစ်လျှောက်လုံးမှာအဆုံးအမမရှိပဲလွှတ်ခြင်းတိုင်းလွှတ်ထားတဲ့စိတ်ဟိုလွင့်ဒီလွင့်ဖြစ်နေတာကိုတတိမထားမင်းကြပေနဲ့ခုလိုတန်ဝင်ကတွေရပြီတရားအာထုတ်တော့မေဆိုတဲ့အချိန်ကြမှာပဲ စတင်သိလျရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ယောဂီဟာ စပြီးတရားအထုတ်ပြီးဆိုတာနဲ့အဲ့ဒီစိတ်နဲ့လိတ်တန်းပြေးတန်းကစားရင်တောင်တွေးမြောက်တွေးနဲ့စားတော့တာပါပဲ။ဒါကိုနားမလည်တဲ့ပုံကတော့မိမိရဲ့တရားအထုတ်မှုအပေါ်တန်လျာဖြစ်ကြတော့တာပေါ့။စိတ်ပဲလေ တွေးမှာပေါ့။ဝိပဿနာအထုတ်တယ်ဆိုတာပိုလာသမျှကိုသာစောင့်ကြည့်ရတဲ့အလုပ်ပါ။ဘာပို့ပို့ရှုရတဲ့အလုပ်ပါ။ အဲ့ဒီလိုစောင့်ကြည့်တယ်ဆိုတော့ပြည်ပြီပေါ့ဒီတန်ត្រာတလျှောက်လုံးမှာပြင်းနေတဲ့စိတ်ကိုသီးမှမသိခဲ့ကြတာကိုအခုအချိန်ကြာမှတရားအထုတ်မေဆိုပြီးဉာဏ်နဲ့တတိထမ်းမိပြီးကြိလိုက်တဲ့အချိန်လေးရောက်ရောမိမိရဲ့စိတ်ဟာဟိုတွေးဒီတွေးဖြစ်နေတာတွင်နဲ့စိတ်တွေကမငြိမ်တဲ့အပေါ်မိမိဘာသာသုံးသပ်ပြီးတနေ့တနေ့တရားသာအထုတ်နေရတယ်။အိုး စိတ်တွေကလွင့်လိုက်တာနော်ငါတရားထိုင်လို့မရဘူးစိတ်မလွင့်အောင်ငါဘယ်လိုလုပ်ရမလဲဆိုတဲ့မိကုန်းတွေနဲ့မိမိရဲ့ကြင်ကြံအားထုတ်နေမှုအပေါ်အားမလို့အားမရတာတွေဖြစ်လာကြပါလေရှစ်ဦးစွာဓမ္မမိတ်ဆွေတို့ကို အားတက်အောင်ပြောရရင်တကယ်တော့စိတ်လွင့်တာကိုလွင့်မှန်းသိရင်ဒီသိနေတယ်ဆိုကြတဲ့ကတရားဖြစ်နေပါပြီလို့ဥစွာပြောလိုက်ပါရစေဘလို့ပဲဖြစ်ဖြစ် ဝိပဿနာဆိုတာပိုရာပိုရာကို လိတ်ရှုမှတ်တာဖြစ်တဲ့အတွက်စိတ်မှာပဲပို့ပို့ခန္ဓာကိုယ်မှာပဲပို့ပို့ပိုတဲ့အာယုံတွေတိုင်းကိုတတိကပ်ပြီးလိတ်ရှုမှတ်ဖို့သာလိုပါတယ်စိတ်ကလွင်သွားလို့ပြန်ပြီးတတိရမိတဲ့အချိန်မှာစိတ်လွင်သွားပါလားဆိုတော့အသိရှိရင်ရပါပြီအဲ့ဒီလိုမဟုတ်ပေနဲ့ဓမ္မမိတ်ဆွေကခုနကလွင်သွားပါလားဆိုတော့အသိမှတင်ရမထားပေနဲ့ ီစိတ်လွင့်တဲ့အကြောင်းအရာကဘာကြောင့်ပုံရတာလဲဘယ်ကစပြီးဘာဖြစ်လို့ခုထိပုံရတာလဲဆိုပြီးလိတ်ပြီးခံစားမှုတွေလိတ်ပြီးစုံလန်းထောက်လန်းနေမှုတွေပြုလုပ်မနေသင့်ပါဘူးအခုလုံးလုံးစီအချိန်အဲ့ဒီစိတ်ဖြစ်နေတဲ့လက်ရှိအချိန်တွေကိုပဲလိတ်ပြီးသိအောင်ရှုမှတ်ရမှာဖြစ်ပါတယ်အဲ့လိုရှုမှတ်တဲ့အခါဒီစိတ်ပျောက်ပြီးနောက်စိတ်တမျိုးဖြစ်ပေါ်ရင်လည်းဖြစ်ပေါ်လာနိုင်ပါတယ်နောက်ထပ်စိတ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမဲ့စဉ်ကအာယုန်တစ်ခုခုပေါ်လာတတ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ်လာသမျှကို လိပ်ပြီးသိရှိရှုမှတ်နေဖို့အရေးကြီးပါတယ်။စိတ်ကူးတာ၊ကြံစည်တာ၊တွေးတိုးတာ၊ဝမ်းနေတာ၊ဝမ်းသာတာ၊ဒေါသဖြစ်တာ၊အလိုမကျတာ၊ပူတာအေးတာ၊ပို့တာလဲတာ၊ကြိတ်တာခေးတာစတဲ့ဘလို့ဟာမျိုးပဲပေါ်လာပေါ်လာတတိကပ်ပြီးလိပ်သည့်လိပ်မှတ်နေဖို့ပါပဲ။ ဲ့ဒီလိုပိုရာပိုရာကိုလိမ့်သိလိမ့်မှတ်နေတာကိုပဲဝိပဿနာရှုရည်လို့ခေါ်တာပဲဖြစ်ပါတယ်။မှန်ရင်စဉ်းစားမိပြီးအတွေးတွေမလွန်မိပါစေနဲ့။တွေးမိသွားရင်လေ။အိုးတွေးမိသွားပါလား။ကြည်စံအခုဒီတွေးတွေဆိုတာချင်းကအခုမရှိတော့ဘူး။ပြတ်သွားပါလားဆိုတဲ့အသည့်နဲ့အဲ့ဒီပြတ်သွားတာကို ပြန်ရှုပါ။အဲ့ဒါဝိပဿနာပါပဲ။ဓမ္မဒုဒ္ဒဆရာတော်အချင်းစေကိနာက ဝိပဿနာနဲ့တမထကိုခွေပြီးဟောရတာရှိပါတယ်။ဓမ္မမိတ်ဆွေတို့ရဲ့ရှုမဲ့အာထုံးမှုကိုအကျိုးများပြီးအထောက်အကူဖြစ်မှာပဲလို့ယူဆမိတဲ့အတွက်ညှဝေပေးပါမယ်။ရိုင်းတကောင်လိုငါးကိုစောင့်ဖမ်းတဲ့နီးနဲ့ပင်ကူလိုတားကောင်ကိုဖမ်းပြီးဆိုပြီးနှစ်နီးရှိပါတယ်တဲ့။ရိုင်းကတော့ရေသေးကိုစောင့်ကြည့်ပြီးတကောင်လားတကောင်ဖမ်းပါတယ်။ငါးပဲဖမ်းတာကျန်တာမဖမ်းပါဘူး။ အဲ့ဒီနီးကိုသမထနီးလို့ခေါ်ပြီးတော့ပင်းကူနီးကြတော့ဘာအကောင်လာလာစောင့်ကြည့်နေပြီပေါ်လာတဲ့အကောင်ကိုဖမ်းလိုက်ပြီးရင်ကိုနေရကနေကိုပြန်ပြီးစောင့်ကြည့်နေလိုက်ရုံပါပဲသဘောကတော့ထွက်လေဝင်လေ အာနာပါနရှုတဲ့ပုံကမိမိကမ္မထမ်းကိုမှတ်နေရင်အတန်ကြားတာအနံ့ရတာနာကျင်ကြိတ်ခေးတာစတဲ့ဘာအယုံပေါ်လာပေါ်လာ အဲ့ဒီပေါ်လာတာကိုရှုလိုက်ပြီးကိုမှတ်နေကြကမ္မထန်းကို ပြန်ဆက်မှတ်ရုံပါပဲအဲ့ဒီသဘောပါဒါကတော့ဝိပဿနာနီးပါတဲ့တရားဆိုတာကြာကြာထိုင်မှမဟုတ်ပါဘူးကြာကြာထိုင်မှရတဲ့လူရှိသလိုခဏလေးထိုင်ပြီးတရားထူရသွားကြတဲ့လူတွေလည်းရှိပါတယ်တွေ့လေတွေ့ဖူးပါတယ်ဒါကတော့ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်ဉာဏ်သွင်းတဲ့သူပြုခဲ့တဲ့သူ့အကြောင်းတရားကံနဲ့ဆိုင်တာပေါ့ဗျာ ပြီးတော့ဆရာတော်ထပ်ပြီးမင်ကြားတဲ့နောက်ဥပမာတစ်ခုကပြီးပြီးကြည့်တဲ့အခါမှာနှမျိုးရှိပါတယ်တစ်မျိုးက BCD တို့ DVD တို့ဆိုရင်အောက်ဆက်နဲ့ထိုးကြည့်ရပါတယ်ဒါမှမဟုတ်ရင်နောက်တစ်မျိုးကတော့ TV ကနေတရိပ်လွှင့်လို့လာတာကြည့်တာမျိုးတွေရှိပါတယ်တမထအာထုတ်မှုတွေလူကြတော့ချင်းသွားပါပြီကိုကြိတ်တဲ့အခွေထိုးပြီးအရင်ကြည့်ုံပါပဲဝိပဿနာကြတော့ကို ကြည့်ရှင်တဲ့အခွေကိုထိုးကြည့်လို့မရပါဘူး သူပြတာပဲကြည့်ရမှာပါ။ကြုံညာလာလေးထိုင်ကြည့်ရမှာပါပဲ။ကြုံညာလာလေးကြုံညာမှန်းသိနေရမှာဖြစ်ပါလေ။ပြတဲ့ဇလန်းနဲ့သွားရိုးနေလို့မရပါဘူး။ပိုရာကိုကြည့်နေုံပါပဲ။ပြတာကိုပဲကြည့်ရတာဆိုတော့အခွေထိုးကြည့်တာနဲ့တော့ဘေးတူနိုင်မှမလဲ။ဒီတော့ကြုံညာကအရန်များမှာပါ။တကယ်တော့အဲ့ဒီများလာတဲ့ကြုံညာတွေကဓမ္မမိတ်ဆွေလွင့်နေတဲ့စိတ်တွေပါပဲ။အဲ့ဒီတော့လွင့်နေတဲ့စိတ်ကိုမလွင့်အောင် အကောင်းဆုံးအကြံပြုဖို့အတွက်စိတ်တဘောကို နေနေချင်းပြပါရစေစိတ်ဆိုတာအာယုံကိုတည်တက်တဲ့သဘောရှိပါတယ်ဝေဝေနေနေအာယုံမျိုးစုံကိုယူပြီးရောက်တတ်ပါတယ်ပြီးတော့စိတ်ဟာတစိတ်ရှုံးမှလည်းနောက်တစိတ်ဖြစ်ပါတယ်နောက်ပြီးတော့စိတ်ကိုလွှတ်ထားတာရေစိတ်ကိုထိန်းထားတာရေစိတ်ရဲ့သဘောကိုသိတာရေလို့သုံးမျိုးခွဲမှတ်ပါ စိတ်ကိုလွှတ်ထားရင်မကောင်းတဲ့အာယုံတွေ စိတ်ပူပန်လာတွေစိတ်ညစ်စရာတွေကိုသာ အာယုံပြုနေကြဖြစ်နေတော့စိတ်ဆင်းပူပန်မှုသာဖြစ်စေပါလေအလွေပြောတော့ဒုက္ခရောက်တယ်လို့ပြောတာပေါ့ဒါဖြင့်စိတ်ကို ထိန်းထားရမည်ဆိုပြန်တော့ထိန်းနေဆိုတာကောင်းတဲ့အာယုံပေါ်မှာစိတ်ကို တင်ထားတာပါဒါနနဲ့ထိန်းရင်အလူကံပုတ်ကိုလူပွေပစ္စည်းတွေကို အာယုံပြုသီလနဲ့ထိန်းရင်ရှောင်ကြည်စရာလွန်ကျူးစရာကိုအာယုံပြုစောင့်ထိန်းရတယ် မထဆိုရင်လေကတိုင်းနဲ့နိမိတ်ပညာစားတဲ့တမထအာယုံတွေကိုအာယုံပြုတ်ပြီးထိန်းထားရပါတယ်စိတ်ကိုထိန်းရင်ကုသိုလ်တော့ဖြစ်ပါတယ်ဒါပေမဲ့ကြွက်ထားခံရတဲ့သာသမိန်တွေဟာယာနုံးပြည့်ပျက်စီးသွားနိုင်ပါတယ်ထိန်းသိမ်းခံရတဲ့သာသမိန်တွေကတော့ကောင်းတဲ့ဖက်ကိုရောက်ဖို့ရခိုင်နှုန်းများပေမဲ့ထိန်းသိမ်းမှုလွတ်သွားလို့ထိန်းမနိုင်သိမ်းမရဖြစ်တတ်တဲ့သဘောကိုပြောတာဖြစ်ပါတယ်မကောင်းတာကိုခိုးချောင်ခိုးဝဲလုတ်တက်တယ် ရာနှုံးမြေမကောင်းနိုင်ပါဘူးအကောင်းဆုံးကတော့ပညာချရမယ့်အရွယ်သားသမီးတွေကိုပညာရဲ့အကျိုးကျေးဇူးပညာရှိမှလူရဝင်တွေစားတဲ့ပညာကောင်းကျောင်းတွေကို နားလည်အောင် ပြောပြရပါတယ်ဇီးပွားချရမယ့်အရွယ်သားသမီးတွေကိုဇီးပွားရေးကို စိတ်ပါဝင်စားပြီးကြိုးစားလာအောင် အထက်တန်းရောက်နိုင်တဲ့အကြောင်းကိုသဘောပေါက်နားလည်အောင်အသိဉာဏ်နဲ့လက်ခံအောင်လက်ခံတဲ့အတိုင်းလိတ်လော့အောင်ပြောဆိုပေးရပါတယ် အသိဉာဏ်ပေးရမယ်ပေါ့မိမိစိတ်ကိုလေသာသမီတပွေကောင်းစေရှင်လို့နားလေအောင်ဆုံးမရမယ်ပြောပေးရပါမယ်ကိုကိုကိုနဲ့ကိုဆက်ရဲ့အကြောင်းကိုသိရှာသိနိုင်ဖို့စူးစမ်းခိုင်းရပါမယ်အသိဉာဏ်တွေတိုးပြီးသိအောင်ပေါ့အဲ့ဒီလိုသိအောင်ကြည့်နေတာကိုစိတ်အလုံးလုံးတယ်လို့ခေါ်ပါတယ်ဒါမှသမာဓိအားကောင်းလာပြီးဝိပဿနာဉာဏ်ဖြစ်လာမှာပါဒါနသီလသမထကုသိုလ်တွေကတာမန်အဖြစ်စိတ်ကိုထိန်းကြတဲ့အလုပ်တွေပါ ုသိုလ်လုပ်နေရင်တခါတလေထိမ့်သိမ်းမှုအောက်ကလွတ်ပြီးမကောင်းတဲ့အာယုံရောက်နေတဲ့တဲ့စိတ်မျိုးလေးဖြစ်သွားတတ်ပါလေဝိပဿနာဆိုတာစိတ်ကိုလွှတ်ထားတာမဟုတ်ဘူးလို့ထိမ့်ထားတာလည်းမဟုတ်ပါဘူးဒီရုပ်ဒီနံရဲ့သဘောကိုသိအောင်စိတ်ကို ကြစ်ခိုင်းတာပဲဖြစ်ပါလေအဲ့ဒီလိုလွင်နေတဲ့စိတ်ကိုလွတ်တဲ့တဲ့နံသဘောအာယုံနဲ့ဆုံတိုင်းတိတက်တဲ့သဘောပြောင်းလဲတဲ့သဘောတွေကိုမြင်အောင်ကြည့်ရတာပါ ဲ့လိုကျင့်နိုင်ရင်လေစိတ်မလွတ်တော့ပါဘူးပြန်လွတ်နေတဲ့စိတ်ကိုငါစိတ်အပြင်းရောက်နေပါလားငါအတွေးတွေလွန်နေပါလားလို့ပြည်တာနဲ့တပြိုင်နဲ့ပြန်ပြန်ပြီးအမှက်အာယုံကိုပြန်ယူဟာစ조사ပေးရပါတယ်။တရားထိုင်ခါစားပြီးရှိသေးစိတ်လွင့်ပြီဆိုတာသိတာနဲ့တခါလေးပြန်ပြီးအမှက်ကို조사မဲ့တတိယတိုင်းပြန်ပြန်ပြီးဝိရိယစိတ်ပြီးတော့ဘလို့မှတ်တင်တယ်လေဆိုရင် ငါအတက်နိုင်ဆုံးမထွက်အောင်မှတ်မိဆိုတဲ့ခံယူချက်နဲ့စမှတ်ကလေးကတတိကက်ကအမှတ်ကိုအစမှအဆုံးထိလိုက်ပြီးပြီးအောင်စ조사ပေးရပါတယ်။စ조사မှတ်ပါလျက်နဲ့တခါတည်းံမတိစိတ်ကခိုဆောင်ရပါသွားပြီးအမှတ်အာယုံကလွတ်သွားတာလေးရှိတတ်ပါတယ်။အဲ့ဒီအခါမျိုးမှလေပြန်တတိရတာနဲ့တခါပြန်ပြီးအမှတ်အာယုံကိုအစကနေအဆုံးထိမှတ်လို့ရအောင်စ조사ပါ။ ဒီလိုနဲ့စိတ်ထွက်တိုင်းပြန်ပြန်စူးစမ်းမိဆိုရင်ဒီစိတ်ဟာတဖြည်းဖြည်းအထွက်နေလာပြီတော့အတွေးအမြင်စိတ်ကူးတွေကလည်းတဖြည်းဖြည်းနေလာပါလိမ့်မယ်မှတ်လို့မရဘူးဆိုပြီးစိတ်ကိုလွှတ်ပေးမထားဘဲမှတ်နေတော့မှပဲပြန်ပြန်ပြီးမှတ်နိုင်အောင်စူးစမ်းပေးတဲ့ဝိရိယကို ထက်ခါထက်ခါသတိနဲ့ကပ်ပေးမိဆိုလို့ရှိရင်တဖြည်းဖြည်းသမာဓိတည်လာပြီး စိတ်ပြန်လွှဲမှုနေပါလာမှာပဲဖြစ်ပါတယ်